မင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့နေ့စဉ်လူလူကြားနေရတဲ့ AI ဆိုတာအကြောင်းကိုအလွယ်တကူနားလည်နိုင်အောင် ပြောပြချင်ပါတယ် AI ဆိုတာက လူသားလိုစဉ်းစားနိုင် ဆုံးဖြတ်နိုင်တုံ့ပြန်နိုင်အောင်တင်ကြားထားတဲ့စက်ရုပ်မြင်တစ်ခုပဲဖြစ်ပါတယ်အဲ့ဒါကအနာဂတ်နည်းပညာတစ်ခုထက်မကဘဲအခုတလုံးမှာတင်လူသားရဲ့နေ့စဉ်ဘဝတွေကိုတင်းတင်းသွင်းသွားလာပြီးသားပါပဲ AI ကို ပထမဆုံးကြားရတာကတော့သိပ္ပံပြစကားတွေထဲမှာပါပဲ ဒါပေမဲ့ယနေ့မှာတော့တာမန်လူတိုင်းရဲ့ဖုံဖုံထဲမှာတော့ AI နေပါတယ်။တုံ့ပြန်တဲ့ Siri Google Assistant ကလည်း AI ပဲ။တခါတရံဗီဒီယိုရီပို့တွေကိုကိုကြည့်ချင်တာနဲ့တပြိုင်တည်းထဲပေါ်လာတာကိုမြင်ဘူးမယ်။ဒါကလည်း AI ကတင်းစိတ်ဝင်စားချက်ကိုလေ့လာပြီးအကြံပြုလာတာပါ။အခုဆိုရင်မိမိတို့ရှာဖွေမှုတွေစာအုပ်ဖတ်ဖို့အချိန်မရှိတဲ့အခါအနည်းဆုံးအကြောင်းအရာကို AI က3မိနစ်အတွင်းပြောပြပေးနိုင်တယ် စာမတက်တဲ့သူတော့အမေမေးဖြေတွေကိုအတန်နဲ့မေးပြီးအဖြေဖတ်ပေးစနစ်တွေနဲ့တက်မြောက်လာပြီးစာရေးဖို့များလာတဲ့ content creator တွေ business owner တွေအတွက်လည်း AI ကဝိုင်းကူနေပါတယ်။စာရင်းရေးခြင်း၊ post ရေးခြင်း၊ video script ရေးခြင်းစတဲ့အလုပ်တွေကိုလုပ်ပေးနိုင်ပါတယ်။ဒါပေမဲ့အားသာချက်ရှိသလိုအန္တရာယ်မျိုးတွေလည်းရှိပါတယ်။ AI ကိုမှားယွင်းသုံးဆွဲမိရင်လူတဦးရဲ့ကိုယ်ရေးအချက်လက်များများယူလွဲနိုင်တယ်။တချို့အလုပ်ကိုင်တွေက AI ကအစားထိုးနိုင်တာကြောင့်လူအလုပ်လက်မဲ့ဖြစ်နိုင်ပါတယ်။ဒါကြောင့် AI နဲ့ပတ်သက်တဲ့ဗဟုသုတကိုတာမန်သုံးတူတောင်တည်ထားဖို့လိုပါတယ်။အသုံးပြုပုံမှန်မဟုတ်တဲ့အခါမှာမိမိရဲ့ဘဝကိုပါထိခိုက်နိုင်ပါတယ်။အနာဂတ်မှာ AI ဟာလူသားရဲ့နေ့စဉ်ဘဝမှာမဖြစ်မနေနဲ့ပတ်သက်လာမှာပါ။ အိမ်30ရန်လျားတွေထဲမှာပါလာမဲ့စဖိုးမှုအနေနဲ့ချက်ပြုတ်ပေးနိုင်မယ်။ရင်မောင်းမှုမလို့တော့ပဲမော်တော်ယာဉ်ကကိုစားမောင်းပိုင်ကအကူအညီပေးနိုင်ပါတယ်။ဒါကြောင့် AI နဲ့ညံတဲ့အတူလေ့လာကြည့်ဖို့လိုပါတယ်။အခုချိန်မှာစတင်မသိရင်နောင်လာမယ့်အခွင့်အလမ်းတွေကိုလည်းလွတ်ပြစ်နိုင်ပါတယ်။ AI ကစက်တစ်ခုပါပေမဲ့သင်ဘလူသုံးတယ်ဆိုတာပေါ်မူတည်ပြီးသူကမိမိဘက်ကနေအကောင်းဆုံးကူညီသူတယောက်လို့လည်းဖြစ်နိုင်ပါတယ်။ဒါကြောင့်အသုံးတော်တော်သုံးပါ တည်ယူပါပြင်ဆင်မှာနောက်တစ်ချိန်မှာမင်းက AI သုံးသူသားမက AI ပြုသူတူဦးလည်းဖြစ်နိုင်ပါတယ်မင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့နေ့စဉ်လိုလိုကြားနေရတဲ့ AI ဆိုတာအကြောင်းကိုအလွယ်တကူနားလည်နိုင်အောင် ပြောပြချင်ပါတယ် AI ဆိုတာကလူသားလိုစဉ်းစားနိုင်ဆုံးဖြတ်နိုင်တုံ့ပြန်နိုင်အောင်တင်ကြားထားတဲ့စက်ရုပ်မြင်တစ်ခုပဲဖြစ်ပါတယ်အဲ့ဒါကအနာဂတ်နည်းပညာတစ်ခုထပ်မကပဲအခုတလုံးပါရင် လူသားတွေရဲ့နေစဉ်ဘဝတွေကို တင်းတင်းတွင်းသွားလာပြီးသားပါပဲ AI ကိုပထမဆုံးကြားရတာကတော့တိတ်ပံပြစကားတွေထဲမှာပါပဲဒါပေမဲ့ယနေ့မှာတော့တာမန်လူတိုင်းရဲ့ဖုံဖုံထဲမှာတော့ AI နေပါတယ်တုံ့ပြန်တဲ့ Sorry